အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုက်ဘတ်မှာ2025အောက်တိုဘာလ20ရက်နေ့သတင်းလာနေတဲ့ကမ္ဘာ့ရွှေရောင်းဝယ်လို့ဖို့နှီးပညာပိုင်းရရောသတင်းပိုင်းချက်လိုက်ရပါအခမ်းအနသုံးသပ်ပေးသွားမှာဖြစ်တဲ့ပထမအဆုံးအနေနဲ့ကမ္ဘာ့ရွှေကိုနှီးပညာအရအခမ်းအနသုံးသပ်ပေးသွားမှာဖြစ်တဲ့နှီးပညာအရအခမ်းအနသုံးသပ်တဲ့အခါမှာကျွန်တော် A4 တိုင်းပရင်နဲ့အရင်အခမ်းအနသုံးသပ်ပေးသွားမှာဖြစ်တဲ့ A4 တိုင်းပရင်ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်ပြောနေကြအတိုင်းပဲ A4 တိုင်းပရင်ကဒီကနေတုံးတုံးတုံးရဲ့ပြီးဆုံးသွားတဲ့ဟာတွေက၄နာရီကြာပါတယ်ကျွန်တော်တို့တုံးတုံးကြာချိန်က၄နာရီကြာပါတယ်ဒါကြောင့်တိုင်းပရင်၄နာရီ A4 တိုင်းပရင်နဲ့ကျွန်တော်အခမ်းအနသုံးသပ်ပေးသွားတာဖြစ်တဲ့ဒီတိုင်းပရင်ကတော့မိတ်ဆွေရဲ့ကြမ်းကြွ ွန်ကျွမ်းကျင်တဲ့ပုံမှာမူတည်ပြီးတော့တိုင်းဖိန်နေကွဲပြားပြီးတော့အယောင်းဝယ်လောက်ကြရရှိတယ်အချို့က H1 နဲ့သုံးသက်ပြီးအယောင်းဝယ်လောက်ကြရလည်းရှိတယ် M30 M50 ဒီ Day 1ဒါမျိုးတွေနဲ့သုံးသက်တိုင်လည်းရှိတယ်အထက်ကကျွန်တော် A4 တိုင်းဖိန်နဲ့ခံမှန်သုံးသက်ပြီးသွားမှာဖြစ်တယ်လက်ရှိကမ္ဘာရွှေပေါက်ဈေးကတော့ဒါတအောင်စကိုကျွန်တော်တို့တအောင်စကို 4254ပေါက်နေတာဖြစ်တယ်4254ဆိုတဲ့ဈေးနေထားဒါဈေးကတော့ဈေးကတော့နည်းနည်းဈေးအီနေတယ်လက်ရှိရဈေးကွက်အနေထားနဲ့ဒီယူရိုချိန်ထဲမှာခရယာကိုဈေးကအေးနေတာဖြစ်တယ်ကျွန်တော်တို့အာရှချိန်မှာတော့ဈေးကွက်ကတော့လှုပ်ခတ်သွားခဲ့တယ်လှုပ်ခတ်သွားပြီးတော့ကျွန်တော်တို့မနက်စောပိုင်းမှာဈေးလှုပ်ခတ်ပြီးတော့မနက်စောပိုင်းကနေအခုယူရိုချိန်ဝင်တဲ့အထိကိုမှကဘာရွှေဈေးရစားဈေးကွက်ကဈေးအီနေတယ်ဆိုက်ဝေးထဲမှာရှိနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့လက်ရှိဈေးကွက်ရဲ့အနေထားဘယ်လိုအများနေလားရောင်းလို့အများနေလားရှင်ကြီးရမယ်ဆိုလို့ရှိရင်တော့ဝယ်လိုအားနည်းနည်းလေးရှိနေတာဖြစ်တယ်ဒါပေမဲ့အရန်ကြီးလည်းမ မဟုတ်ဘူး။ဘာကြောင့်လဲဆိုဈေးကွက်ကဈေးအေးနေတာဖြစ်တယ်။အဲဒီစိုက်ဝေးထဲမှာရှိနေတာဖြစ်တယ်။ ဟုတ်ပြီကျွန်တော်တို့ဒီနေ့တနင်္လာနေ့ဟာဒါတပတ်တာအရာဈေးကွက်ဆောက်ဖွင့်တဲ့တနင်္လာနေ့ပဲဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်စနေတနင်္ဂနွေဟာကမ္ဘာရွှေဈေးကွက်ပိတ်တယ်။တနင်္လာနေ့ကနေတောက်ချာနေ့ထိကဈေးကွက်ဖွင့်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒါတပတ်တာအရာဈေးကွက်ပြန်ဖွင့်တဲ့ပထမအုပ်ဆုံးနေ့တနင်္လာနေ့ပဲဖြစ်တယ်။တနင်္လာနေ့မှာကမ္ဘာရွှေဈေးကတအောင်စကိုကျွန်တော်တို့4145မှာဖွင့်ဖွင့်ခဲ့တယ်။4145မှာဖွင့်ခဲ့ပြီးလက်ရှိအချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ4200 94ထိတက်ခဲ့ပြီးပါပြီလက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ4118ထိကျခဲ့ပြီးပါပြီဒေါက်ကြည်ချင်းအပ ြင်းဆိုရင်ဈေးကွက်ကကျွန်တော်တို့4245မှာစဖွင့်ခဲ့ပြီးတော့4184ထိဈေးရက်တက်သွားခဲ့တယ်ဗျဈေးရက်တက်သွားခဲ့ရပြီးတော့4184ကိုဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့မနက်ပိုင်းမှာပြန်ကျခဲ့တဲ့အနေထားကိုတွေ့ရတယ်4178ထိကျခဲ့တယ်78ကိုလည်းဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့အခုပြန်ကန်တက်နေတယ်ဒီ4254ဝင်ချင်အောင်မှာဒါကြောင့်ဈေးကွက်ကဒီကြားထဲမှာပဲအလုတ်ခတ်ဖြစ်နေပြီးတော့ဈေးအေးနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်စိုက်ဝေးအေးနေစိုက်ဝေးပြေးနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ် အဲဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတပတ်ထဲမှာတော့ဒီ NFT တဲ့တင်တွေရှိတယ်ဒါကြောင့်လဲဒီ investor တွေကဒီတင်ကိုစောင့်နေတာဖြစ်တဲ့အတွက်တရားဈေးကွက်ကဝယ်လို့အားရောက်ရောင်းလို့အားတွေဘယ်လိုက်ညီနေတယ်ချိန်ဆနေတယ်လို့ကျွန်တော်တို့ထင်တယ်ဘာကြောင့်လဲဆိုတော့အရင်တပတ်ကပြီးသွားတဲ့တောင်းချာနေတဲ့ကြာတာပြတင်းထဲမှာဈေးကွက်ကအရင်လောက်ခတ်သွားတာဖြစ်တဲ့အတွက်ဒီနေ့ဈေးကွက်ဖြစ်လာတဲ့အခါမှာ investor တွေကဒါစောင့်ကြည့်တာအနေထားတွေလည်းဖြစ်တယ်သူတို့ဟိုဒီဝယ်လို့အားရောင်းလို့အားတွေဒါစောင့်ကြည့်နေတဲ့အနေထားကိုကျွန်တော်တို့ဒါယူဆလို့ရတယ် ဲဒါကြောင့်လဲဈေးကွက်ကအေးနေတာဖြစ်တယ်ဒါကြောင့်ဈေးကွက်အေးနေလဲမိတ်ဆွေတို့ကအယောင်းဝလုံးထက်ကမှစနစ်တကျနဲ့အယောင်းဝလုံးပါဘာကြောင့်လဲဆိုရင်ဘုံနဲ့ဆွဲတင်တာတွေချက်ချင်းဆွဲတင်တာဆွဲချရလုံးတဲ့အခါကျရင်ကိုကအယောင်းဝဝင်ထားတာကို TBS နဲ့မထားတာပဲဖြစ်စေ over trade တွေထုတ်ထားတယ်ပဲဆိုလို့ရှိရင်အကောင့်ကအန်ဒီရဲ့များပြီးတော့ပြုတ်နိုင်တာတွေရှိတယ်ဒါကြောင့်ကျွန်တော်ကပြောရခြင်းဖြစ်တယ်ဘာကြောင့်လဲဆိုထက်ခါထက်ခါသတိပေးနေရခြင်းအကြောင်းရင်းကမိတ်ဆွေတို့အတွက်ကိုပြောရခြင်းဖြစ်တယ် ဟုတ်ပြီကျွန်တော်တို့ဒါလက်ရှိရဇီကွက်အနေထားရဲ့အနေထားကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဒီနေ့တင်းလာနေတဲ့အတွက်ကပတ်ရွှေဈေးကိုတတိထားရမယ့်ဈေးတန်းတွေဘယ်မှာဝယ်သင့်လဲဘယ်မှာရောင်းသင့်လဲတွေကိုတခါတည်းဆက်လက်ပြီးပြောပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးဆက်လက်ပြီးကြည့်သွားပြီးလိုအပ်တယ်အကဲလို့ဒါမိတ်ဆွေက trading account တွေဖွင့်ကျင်တာပဲဖြစ်စေ VIP secretary channel ကို join ကျင်တာပဲဖြစ်စေကျွန်တော်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ Telegram နဲ့ Viber မှာလည်းဆက်သွယ်နိုင်ပါတယ်ဒါ trading account ဖွင့်တဲ့ခါဆိုရင်ဘယ်လိုမျိုးလဲဆိုရင်မိတ်ဆွေရကြတော့ဒါ trading account ဖွင့်တဲ့ခါမှာ commission free တွေ swap fee တွေဒါညတိတ်က free တွေငွေထုတ်ငွေသင်းမြန်ဆန္ဒတွေကိုထုတ်တဲ့ငွေရမောင်းကိုတိ ြမှန်ကန်စွာနဲ့လိုချင်တာတွေအေးပြီးတော့ဒါ trade account ကိုဒေါ်လာတရားစပြီးဒီအဲအကောင့်ဖွင့်နေတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒါယုံကြည်စွာနဲ့ကျွန်တော်တို့ account လာဖွင့်လို့ရပါတယ်ခင်ဗျာဒီအေး Telegram နဲ့ Viber မှာလာအောင်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ဗာစားဖြစ်လဲဆိုလို့ရှိရင်မိတ်ဆွေရာကျွန်တော် trade trade account ကဖွင့်ထားပြီးပြီအကြံပေးတွေလိုချင်တယ် VPN signal ကိုလိုချင်တယ်ဒီ VPN signal channel မှာလာ join ချင်တယ်ဒီ channel မှာဗာလဲဆိုရင် TPN နဲ့ SSN ကိုတခါတည်းအတိအကျဒီလိုပေးပြီးသားဖြစ်တယ်အတိအကျတယ်ဒီရဲ့ကိုကခက်မှန်းသုံးသက် ချက်တွေခမန်းရမှာတွေမလွယ်ဘူးခမန်းရမခက်နေတယ်ဆိုလို့ရှိရင်ဒီလို Telegram ဒီ VIP Signal Channel ကို join ထားပြီးတော့ service ကိုယူထားလို့ရပါတယ်ခင်ဗျာဟုတ်ပြီအသေးစိတ်ကိုတော့ဒါ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်တယ်ကျွန်တော်ဆက်လက်ပြီးတော့ဒီနေ့သတိထားရမယ့်ဈေးတန်းတွေကိုပြောပြသွားမှာဖြစ်တယ်ဒီနေ့သတိထားရမယ့်ဈေးတန်းတွေကတော့ကျွန်တော်လက်ရှိအရကတော့ဈေးအေးနေတယ်ဒီမှာ ဒီကြားလေးကိုပဲပြေးနေတာဖြစ်တယ်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒီကြားနဲ့ဒီကြားလေးတွေကိုပဲပြေးနေတာဖြစ်တယ်အပေါ်လဲဖောက်တိုင်းနေတာထရန်ရဆိုလို့ရှိရင်ဒီမှာဒီနားလေးမှာထရန်ကထောက်နေတယ်ဈေးတန်းကဒီနားလေးမှာထောက်နေတယ်ဒါကဘယ်လောက်ဈေးတန်းဆိုတော့4200 4200ဈေးတန်းဒီ7820ကြားလေးတွေမှာဈေးကထောက်နေတယ်4200 7820ဈေးတန်းကိုတော့ဖောက်ချနိုင်မှာလားဆက်ချနိုင်မှာဘာကြောင့်လဲဆိုတော့ဒီမှာ အထရန်ကထောက်နေတာဖြစ်တဲ့အတွက်ထရန်ကျိုးသွားရင်ကတော့ဈေးကအကျတွေမျောနေတဲ့မိတ်ဆွေတွေအတွက်မျောလို့ရအောင်ပါဖြစ်တယ်ဒါပေမဲ့အရန်ကြီးတော့မျောလို့မရအောင်တော့ကျွန်တော်တို့၄000လောက်ဈေးရန်နေထိတော့မျောလို့မရဘူးဘာကြောင့်လဲဆိုတော့ဈေးကအသက်ကအားကရှိသေးတယ်အဲဒီ ရည်သူအနေနဲ့ဒါပြန်ချပြီးတော့ဘယ်လောက်ထိကြလာနိုင်မလဲဆိုတော့မန်ရတော့ခက်တယ်ဘယ်လောက်ရည်သူအနေနဲ့တော့အကျရှိတယ်ဒါလေးကိုတော့တစ်ချက်သတိထားပါ trader တွေအနေနဲ့ဟုတ်ပြီ trend ရဆိုလို့ရှိရင်ကျွန်တော်တို့သတိထားရမယ်အောက်ကို support ကိုအရင်ပြောသွားမယ်ဗျာခါတိုင်းဆိုရင်တော့ကျွန်တော် web system ကိုအရင်ပြောပေးသွားတာဖြစ်တယ် trend ရဆိုရင်ဒီထဲမှာထောက်တယ်4218ဈေးတန်းကိုတာဖောက်ချနိုင်ခဲ့ပြီဆိုရင်တော့ဈေးအကျမျောလို့ရတယ်ဘယ်လောက်ထိကြလာနိုင်နိုင်လဲဆိုရင်4200 4200 4100 65လောက်ထူကိုမျောလို့ရမှာဖြစ်တယ်ဒါက4918ဈေးတန်းကိုဖောက်ကြနိုင်ခဲ့လို့ရှိရင်ဒီ4100 4165ဝန်းကျင်အထိအကျလာနိုင်ပါတယ်ခင်ဗျာဒါကကျွန်တော်တို့ဒီနေ့သတင်းလာနေနေနဲ့တတိထားရမယ့် support ဈေးတန်းကိုကျွန်တော်ပြောပြသွားတာဖြစ်တယ် support ဈေးတန်းကိုပြောပြဆိုလို့ရှိရင်ကျွန်တော် resistance ဈေးတန်းကိုပြောပြမှာ resistance ဈေးတန်းကဘယ်ဈေးတန်းကိုဖောက်ရင် ဈေးသက်လာနိုင်မလဲဆိုရင်ကျွန်တော်တို့လက်ရှိအချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ4294ထိဈေးတက်ခဲ့ပြီးပါပြီ။ဒါကကျွန်တော်တို့ main web system လို့ကျွန်တော်တို့ပြောလို့ရတဲ့ဒီနေ့တင်လာနေအနေနဲ့ဒီ2000 sorry 4294ကိုဖောက်တက်နိုင်ခဲ့ပြီဆိုရင်တော့ကျွန်တော်တို့အပေါ်ဈေးတန်းနေဖြစ်တဲ့ဒီ4290 4300ဒီအထိကိုဈေးကအသက် ညိုလို့ရမှာဖြစ်တယ်ဒါကကျွန်တော်တို့ဒီနေ့4294ကိုဖောက်တက်ပြီဆိုတော့လိုက်ပြီးတော့ဝယ်ပါမိတ်ဆွေတို့က4290 4300လောက်ထိကိုအမြတ်အမြတ်ယူလို့ရတယ်တီပီယူလို့ရတယ်ဘာကြောင့်လဲဆိုအဲ့လောက်ထိဝင်းကျင်ဒီဈေးသက်လာနိုင်မယ်။ဟောပြီးအကြဆိုလည်းအဲ့လိုမျိုးလေ4218ကိုဖောက်ကြပြီဆိုရင်ဆိုလိုက်ပြီးတော့ရောင်းပါ4200 4165ဝင်းကျင်လောက်ထိကိုဈေးကျလာနိုင်မှာဖြစ်တယ်။ဒါကတော့ချိန်ဆပြီးတော့ရောင်းပါကျွန်တော်တို့ဒါဘယ်လောက်ထိကျလာနိုင်မလဲ။ဘယ်ဈေးတောင်ကိုဖောက်တက်ရင်ဘယ်လောက်ထိသက်လာနိုင်မလဲ။ဘယ်ဈေးတောင်ကိုဖောက်ကြရင်ဘယ်လောက်ထိကျလာမလဲဆိုကျွန်တော်ခန့်မှန်းသုံးသပ်ပေးသွားတာဖြစ်တယ်။ဟောပြီးသတိထားမဲ့ဈေးတောင်ကိုပြောပြပြီဆိုရင်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတို့တစ်ခါ ည်းဆက်လက်ပြီးပြောပြီးသွားအောင်မှာဖြစ်တယ်ကျွန်တော် buy in နေနဲ့အရင်ပြောပြီးသွားမှာဖြစ်တယ် buy in နေနဲ့လက်ရှိဈေးတန်းမှာ buy in နေတယ်လားကျွန်တော်တို့လက်ရှိဈေးတန်းကဈေးအေးနေတယ်ဘယ်မှာ buy in နေတယ်လဲဆိုရင်4250ဝန်းကျင်တော့ buy in နေတယ်ဘာကြောင့်လဲဆိုတော့4250နဲ့4265ဝန်းကျင်ဟာဈေးကစိုက်ဝေးပြေးနေတာဖြစ်တယ်ဒီမနေ့ခရက်ကနေလက်ရှိချိန်အယူရိုချိန်အထိကိုဈေးကအေးနေတာဖြစ်တယ်ဒီစိုက်ဝေးတန်းမှာမိတ်ဆွေရမိတ်ဆွေရရှာတတ်တယ်ဆိုလို့ရှိရင်တော့ဒါအမျက်တွေအများကြီးရနိုင်ပါလေဘာလို့လဲဆိုတော့စိုက်ဝေးမှာအချို့အချို့အများရှာရတာတော့သဘောကျတဲ့သူတွေရှိတယ် ။ဒါကြောင့်ကျွန်တော်တို့ဒီ4250ဝန်းကျင်မှာကျွန်တော်တို့ဝယ်လို့ရတယ်425050နှစ်အခုလိုမှာဝယ်လို့ရတယ်မိတ်ဆွေရတက4250နှစ်ကိုမကြိုက်ဘူးဆိုတော့ဆိုလို့ရှိရင်4250လောက်မှာဝယ်ပါ TV အမျက်ပိုင်းဈေးကတော့ဘယ်မှာအမျက်ပိုင်းရမလဲဆိုတော့4200အာကျွန်တော်တို့4250နှစ်မှာဝယ်ထားတဲ့ဟာဆို4260မှာအမျက်ပိုင်းမှာဒီ4220မှာအမျက်ပိုင်းရတဲ့ order ဝင်ထားတဲ့သူတွေဆိုတော့4200 50လောက်အထိကိုအမျက်ယူလို့ရမှာဖြစ်တယ် TBS ဆန်ဆန်ကတော့ဒါမိတ်ဆွေကကိုကြိုက်ကိုရှုံရှုံခံနေတဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့ဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့လဲတော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့လဲဆိုလို့ဆိုလို့ရှိရင်ကျွန်တော်တို့4200 4240ရဲ့အောက်မှာဆန်ထားရင်တော့ပိုပြီးအဆင်ပြေတယ်ဒါကျွန်တော်ထားခိုင်းတဲ့ဆန်ကဝေးတယ်ဒါပေမဲ့မိတ်ဆွေကကိုရှုံရှုံခံနေတဲ့ပမာဏကိုချိန်ပြီးတော့ထားပါ ဒီဘိုင်အတွက်ကိုကျွန်တော်ဘယ်မှာတီပီနဲ့အဆန်ကိုကျွန်တော်ပြောပြပြီဆိုရင်အယောင်အတွက်ဆဲအော်တာကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ်အယောင်ဆဲအော်တာကိုဘယ်မှာရောင်းသင့်တယ်လဲကျွန်တော်ဒီနေ့တရက်တာအနေနဲ့တော့ဒါ4290ကိုတော့ဖောက်မတက်နိုင်မချင်းကတော့အယောင်ကြိုက်ပါတယ်4290ကိုဖောက်တက်နိုင်ခဲ့ပြီကျွန်တော်ပေးထားတဲ့ဆဲအော်တာဖောက်တက်သွားခဲ့ပြီဆိုလို့ရှိရင်တော့အရှုံးခံပြီးတော့ကျွန်တော်ပိတ်ပြီးအဝယ်ကိုလိုက်ပါကျွန်တော်ဘယ်မှာအယောင်သင့်တယ်လဲတော့ကျွန်တော်ပြောပြသွားမှာဖြစ်တယ်ဘယ်မှာရောင်းသင့်တယ်လဲဆိုရင်တော့4290 4265 65မှာရောင်းပါ 65-80လောက်မှရောက်မှတကယ်လို့ဒါ4184ကိုတော့ဖောက်တက်သွားပြီဆိုရင်တော့အရှုံးခံပြီးတော့ကျွန်တော်တို့အဝယ်ကိုပြန်ဝယ်မှာဒီပြီးအမြတ်ပိုင်းဈေးတန်းကတော့ဘယ်မှာအရှုံးအမြတ်ပိုင်းရမလဲဆိုလို့ရှိရင်4200နှစ်မှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းဈေးတန်းကတော့ဘယ်မှာအရှုံးပေးရမလဲဆိုတော့ဒါမိတ်ဆွေကိုရှုံးရှုံးကနေနဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတယ်လို့ပြောပေးမယ်ဘယ်မှာထားတယ်လဲဆိုရင်တော့4200 95အပေါ်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေတယ်ဒါက10 order အတွက်တီးပြီးနဲ့အဆန်ကိုကျွန်တော်ပြောပြထားဖြစ်တယ်ဒါကကျွန်တော်တူရဲတော့အမြင် သုံးသပ်ထားတာဖြစ်တယ်ကျွန်တော်တဦးရတော့အရာသုံးသပ်ချက်ဖြစ်တယ်နိပညာရာသုံးသပ်ဖြစ်သုံးသပ်ချက်ဖြစ်တယ်နိပညာရာသုံးသပ်ချက်ဖြစ်တာကြောင့်တရားရခိုင်လုံးမကန်ဘူးတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ trade account နဲ့ loss site တွေပေါ်မှာမူဒီဝယ်စနေတရားနဲ့အယောင်းဝယ်လို့ဖို့တော့အကြံပြုပါတယ်ခင်ဗျာဒါကနိပညာရာသုံးသပ်ပြီးပြီဆိုရင်ကျွန်တော်တရင်ပိုင်းရာသုံးသပ်ပြီးသွားမှာဖြစ်တယ်ဒီနေ့အတွက်တရင်တွေကိုထပ်ဖို့ရှိလားတစ်ချက်လောက်ကြည့်ရအောင်ဒီနေ့အတွက်ဒါတရင်ကမရှိဘူးတရင်မရှိတဲ့အတွက်ညပိုင်းမှာ အယောင်းဝယ်လုပ်တဲ့အခါမှာဒါမိတ်ဆွေကအာနင်းပညာအရာစနစ်တကျနဲ့အယောင်းဝယ်လုပ်ဖို့တော့လိုအပ်တယ်သတင်းမရှိဘူးဆိုပေမဲ့ over trade တွေအဲဒီ over lot တွေတုံးပြီးတော့ over trade အကြောင်းတွေဒီလိုမျိုးတွေနဲ့မလုပ်စေချင်ဘူးဘာကြောင့်လဲဆိုတော့ဈေးကွက်ရဲ့ breaking news တွေကိုသတိထားရမှာဖြစ်တယ်သတင်းမရှိဘူးဆိုပေမဲ့ဟုတ်ပြီဒါသတင်းပိုင်းရရတွေနင်းပညာပိုင်းရရတွေကိုမိတ်ဆွေကမရှင်းနိုင်ရှင်ကျွန်တော်ကို Telegram နဲ့ Viber မှာ live ဆက်သွယ်ပြီးဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုလို့အဆုံးထိကြည့်ပေးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်